ဖက်ဒရယ်ပြည်ထောင်စုအတွက်တက်မတော်ရဲ့သဘောထားတချို့ပြောင်းလဲဖို့လိုအပ်တယ်လို့ငင်းကြဲလုပ်ငန်းစဉ်မှာပါဝန်လှုပ်ရှားနေသူတချို့ကသုံးသပ်နေကြပါတယ်။ရန်တိုင်းစော်ဝင်းသတင်းပေးပို့ထားပါတယ်ရှင်။ဘောပြီးခဲ့တဲ့21ရာစုပင်လုံငင်းကြဲရင်ဆွေးနွေးပွဲမှာတက်မတော်ရဲ့သဘောထားတချို့ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာစုပ်ကင်ထားတဲ့သဘောရှိနေတဲ့အတွက်ငင်းကြဲလုပ်ငန်းစဉ်မှာပါဝင်နေသူတွေနဲ့ ိုင်းရင်းသားနဲ့နိုင်ငံတချို့ကဝေဖန်နေကြတာပါလက်ရှိအစိုးရအစ်စ်အနေနဲ့ Federal ပြည်ထောင်စုတည်ထောင်မယ်လို့ပြောကြားခဲ့ပေမဲ့တည်ကြတဲ့မူဝါဒတွေချပြတာမရှိသေးဘူးလို့ Federal ပြည်ထောင်စုလိုလားသူတချို့ကဆိုပါတယ်လက်ရှိတက်မတော်အနေနဲ့လည်းတိုင်းရင်းသားတွေလိုလားတဲ့အချိုးကျပါဝင်တဲ့ Federal တက်မတော်ဖြစ်ဖို့က Federal ပြည်ထောင်စုတည်ထောင်တဲ့နေရာမှာအဓိကစိန်ခေါ်မှုတစ်ခုလို့သုံးသပ်နေကြပါတယ်စိန်ခေါ်မှုရှိတဲ့အထဲမှာကျွန်တော်တို့ဟိုဥပမာ ျွန်တော်စစ်တပ်ကိုဥပမာပေးရမယ်ဆိုတော့စစ်တပ်ကတော့ဒါ Federal စစ်တပ်ဖြစ်ဖို့လိုတယ် Federal စစ်တပ်ဘယ်လိုဖြစ်မလဲဆိုတော့အခုတိုင်းနာတွေလိုချင်တဲ့ Federal ပုံစံစစ်တပ်ဖြစ်ချင်တဲ့ဟာတော့ဒါချင်းချင်းလင်းလင်းကိုတိုင်းနာတွေကအားလုံးအချိုးသူဟုတ်လားဟိုထိပ်ပိုင်းမှာရောအောက်ပိုင်းမှာအောက်ခြေတပ်သားအစင့်တိဒါတိုင်းနာတွေအားလုံးပါဝင်တဲ့စစ်တပ်ကြီးပြန်ဖြစ်လာဖို့လိုတာပေါ့အဲ့လိုလိုချင်လို့စစ်မှန်တဲ့စစ်တပ်ကြီးဖြစ်လာပဲစစ်မှန်တဲ့အဲဒီကျွန်တော်တို့ Federal ပြည်ထောင်စုကြီးကတော့အဲ့ဒီဥစ္စာဖြစ်သွားနိုင်ဆိုတာစိန်ခေါ်မှုအကြီးဆုံးဖြစ်မှာပေါ့ အဲ့ဒါဖြစ်မယ်ဆိုကျန်တဲ့ဟာတော့ဒါရှင်းရတာပြတ်တာ mistake မရှိတော့ဘူးလို့ကျွန်တော်မြင်ပါတယ်၂008ဖွဲ့စည်းပုံနဲ့တက်မတော်ရဲ့ရည်တည်ကြ Federal ပြည်တော်စုဖော်ဆောင်ရေးအတွက်အဟံတားဖြစ်နေတယ်လို့ UNFC အဖွဲ့ဝင်တူဖြစ်တဲ့ဘွန်တိုင်းရင်းသားခေါင်းဆောင်တူကပြောပါတယ်တက်မတော်အနေနဲ့ဖွဲ့စည်းပုံကိုကင်မထားတင်မယ်ပြင်သင့်တာတွေကိုပြင်ဖို့လိုအပ်တယ်လို့သုံးသပ်နေကြပါတယ်လက်ရှိအစိုးရ Federal ပြည်တော်စုတည်ထောင်ဖို့ဆန္ဒရှိနေပေမဲ့တက်မတော်ကတော့၂008ဖွဲ့စည်းပုံကိုသာကင်ထားတာကြောင့်သဘောထားကွဲလွဲမှုတွေရှိနေလို့ အစိုးရနဲ့တက်မတော်အကြအရင်ညှိနှိုင်းမှုတွေပြုလုပ်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။အဲဒီမှာကတော့လောလောဆယ်ကတော့2008ဖွဲ့စည်းပုံနဲ့တက်မတော်ရဲ့ယက်တီချက်ကဒါအနောက်ဟိုစားပေါ့အဟာတာဖြစ်နေတာလို့ရှိဖွဲ့လို့ဆိုတာကတော့တိုင်းပြည်ကိုဒါပြူကွဲအောင်ဖြစ်စေတာပဲ။နော်အဲ့အဲ့လိုအမြင်မျိုးတွေရိုက်သွင်းထားတော့တက်မတော်ကလူတွေကတော့ Ferris ဆိုတဲ့စကလုံးကိုမကြိုက်ဘူး Ferris နဲ့ကိုလည်းမကြိုက်ဘူးအဲ့ဒါလိုဖြစ်နေတယ်ဗျဒါကပြုပြင်ပြောင်းလဲဖို့ဆိုတဲ့နေရာမှာခဏိက ပြောမယ်ဆိုတော့အာဏာရထားတဲ့အစိုးရနဲ့တပ်မတော်နဲ့ကိုက အမြင်မတူတာဖြစ်တယ်။သူတို့ကြားမှာသူတို့အရင်ညှိဖို့လို့လေသူတို့ကြိုးပမ်းနေတယ်လို့အင်္ဂလိပ်လိုမြင်တယ်။တိုင်းအသားတချို့ကတော့ပြည်နယ်ရရှိရေးအတွက်အစိုးရကိုတောင်းဆိုမှုတွေလည်းရှိနေပါတယ်။ပြည်နယ်တောင်းဆိုတဲ့နေရာမှာငញ្ញိုင်းလုပ်ငန်းစဉ်ကိုထိခိုက်တဲ့တောင်းဆိုမှုမျိုးတွေမလုပ်သင့်ဘူးလို့တုံ့တက်မှုတွေလည်းရှိနေပါတယ်။လက်ရှိအခြေအနေမှာကချင်၊ရှမ်းနဲ့ကရင်ပြည်နယ်တို့ကလက်နက်ကန်တပ်ဖွဲ့ဝင်တွေနဲ့အစိုးရတပ်မတော်တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ကျွန်တော်ရန်နိုင်ဇော်ဝင်ပါ။